AVA 1940စီစဉ်တူအခန်း30တန်လင်းဝတ်သားတကရမမောင်တွင် လူရိတ်ချုချီးကပ်လာသည်မြို့ရိုးတကအနီးရှိအင်းဝတက်များမှာအရက်သေးသာတောက်စားကစုညံနေကြဆဲအချို့လည်းမူးရခါအိပ်ပျော်နေကြ၏တန်လင်းမြို့ဝင်ဗညာပြတိတ်တီသည်ဟန်တာဝရီမှရောက်လာသောလက်ရဟုဈေးငယ်ဘိုးတို့၏တက်ကူများနေအထူတန်လင်းတို့ပြန်လဲချီးကပ်လာကြခြင်းဖြစ်သည်လက်ရဘိုးကလက်ဖြင့်အချက်ပြလိုက်သည် အမောင်ထဲတွင်ညှင်းသားစွာတိုးလာသောမြတဘူအမြောက်လဲကလေးများကိုတပ်သားများကအစီအီနေရာချလိုက်၏တန်ကြိုးဖြင့်ပြုတ်လုထားပြီးရန်ကန်ကြောက်မုတ်မီးသွေးမုတ်များ ရောဆက်ထားသည်မြတဘူကြည်တော့ကိုတဲဆောင်လာသည့်စစ်တီများလည်းအသင့်နေရာယူကြသည်ထို့နောက်ဒုံကြည်စံများကိုမြတဘူမြောက်၏အနောက်ဘက်မှထဲပြီးရန်များကိုအစင်လိုက်မီးရှို့လိုက်ကြတော့သည်ရွှီရွှီရွှီမြတဘူမြောက်မှထွက်သွားသောဒုံကြည်များသည် ဝသားတကာအနီတောက်စားနေသောအင်းဝတံများတံသူတလုံးပြီးတလုံးတဲ့တဲ့မမတ်ဝင်ရောက်လာသည်ထိုနေရာတွင်ပင်အင်းဝတပ်သား90ခန့်ကြာဆုံးသွားတော်၏တပြိုင်နက်တည်းတွင်ဟန်သာဝတီတံများကဟင်းလင်းပွင့်နေသောဝသားတကာမှတစဉ်ညာတံပေးကဝင်ရောက်လာကြတော်သည်တနက်တန်းဒုံးတံများကြောင့်မြို့တွင်ရှိတံများမှာမူးယစ်တောက်စားနေရာမှာလက်နက်များကိုကောက်ဆွဲလိုက်ကြသည်မိသည့်နေရာတွင်တိုက်ပွဲဖြစ်နေမှန်းခံမှန်းကတံများခြစ်တက်ရန်ပြင်ကြသည် ထိုအချိန်တွင်စိတ်ကန်းရှိဗြိတိရှ်ရှေ့အိန္ဒိယကုမ္ပဏီဝင်းတကားသည် ရုတ်တရက်ပွင့်လာ၏တကားတွင်မှကုမ္ပဏီမှဟွက်ထားသည်တန်လင်းမျိုးဆောင်တပ်များကုမ္ပဏီမှငားရန်ထားသည်ပထန်းစစ်သည်များကပ်ပလီစစ်သည်များသည်လက်နက်အပြည့်စုံဖြင့်ထွက်လာကာမြို့လယ်ရှိအင်ဝါတပ်များကိုဝင်ရောက်တိုက်ခိုက်ကြတော့သည်နှစ်ဖက်ညက်ကအလင်းအငိုက်တိုက်ခိုက်ခံရသည့်အထွတ်အရက်သေးစားများတောက်စားမှုရနေကြသည်ဖြင့်အင်ဝါတပ်များမှအကြဆုံးများလာခဲ့သည် ကိုသိန်းသခင်နှင့်အင်းဝတံမှုများမှာတိုက်ပွဲလေတွင်ရောက်ရှိနေကြ၏ကိုသိန်းသခင်ကိုအရှင်ဖမ်းဟေကိုသိန်းသခင်ကိုအရှင်ဖမ်းမှုအမိန်တော်ပါတယ်ဟေနေရတာခိတများငြိမ်သက်နေသောတန်လင်းညသည်တိုက်ခိုက်တံများဖြင့်ညံနေပြန်လေတော့သည်အချို့အင်းဝတသားများမှာဒဏ်ရာများဖြင့်တွေးယူတွေးတန်းပြေးလွှာရင်းဂုံးပေါ်ရှိဖျားရှိခိုးကြောင်းဝင်းတကားသို့ရောက်လာကြပြန်သည် ယခုတခါတွင်တော့ Father Nereidi ကိုရိုင်းထွက်ကဒံယာရရှိသူများကိုဖျားရှိခိုးကြောင်းဝင်းတွင်သို့စွဲသွင်းကာပြုစုကုသပေးစီပကန်းကြီးရှင်အောင်တက်နှင့်ငါးစုဘုံကြောင်ရှင်ပြတ်တက်တို့မှာဟန်တော်ရီတံများကိုအသေးခံကာတိုက်ခိုက်ကြသည်ထို့သောအရက်သေးစားများတောက်စားတာသဖြင့်အာလုံးဒီပါအသက်ဆုံးရှုံးရတော်သည်တိုက်ပွဲကငါးနိုင်ကျော်ကြာမြင့်၏ ကိုသိန်းသခင်နဲ့အင်းဝစေဦးစီတပ်ဖွဲ့မှာတိုက်ပွဲအတွင်းမှာဖောက်ထွက်ပြီးရေချောင်းပြေထွက်ခွာပြီးသည့်နောက်တွင်တော့အင်းဝတပ်များမှလက်နက်ချအညံ့ခံလိုက်ကြတော့သည်1943ခုနှစ်နိုဝင်ဘာလ24ရက်နေ့နနက်တွင်တန်လင်မြို့သည် ဟန်တာဝရီလက်အောက်သို့ပြန်လည်ရောက်ရှိခဲ့သည်လေရတာကာလအတွင်းနှစ်ဖက်စစ်တီပေါင်း9000ကျော်ကြာဆုံးခဲ့ရသည်မြို့သူမြို့သားအများအပြားတိတ်ဆုံးခဲ့ပြီးတန်လင်မြို့တီလည်းမီးလောင်ပြင်ဖြစ်ခဲ့ရ၏ လူ이사သည်ငစင်ငါဂုံးမော်တွင်မတ်တရက်လျက်မီးလောင်မြင်းအဖြစ်ပျက်စီးနေသည့်တန်လင်မြို့ကိုငေးကြည့်နေသည်ထိုအချိန်တွင်အင်းဝလံများတလူလူလွင့်နေသည့်မြင်းတက်တရက်ကဖျားကုံးမြင့်မော်သို့တက်လာ၏တန်လင်မြို့ဝင်ဗညာပြတိတ်သည့်ဥဆောင်သည့်တက်များခင်ဤတို့တိုက်ပွဲထဲမှာအင်းဝစစ်သည့်တွေကိုလက်ခံထားရဲဆိုတာကြုံလို့သိတယ်အဲ့ဒီတော့အပြစ်ရှိတယ်ဆိုတာကိုမသိတာလားဖာသာနရီနီမှာမျက်စိမျက်နှာပြက်နေ၏ ဟန်တာဝရီတက်များကလှန်ရှည်များဖြင့်ဖာသာနရေနီ၏လက်ပင်ကိုထောက်ထားလိုက်ကြသည် ထိုအချိန်တွင်ဒလီဇာကအနောက်ဘက်မှ ရောက်လာသည်အင်းဝတ်မျိုးသားတွေနဲ့မဟုတ်ပါဘူးတန်လင်းမျိုးသားတွေမျိုးဆောင်တက်ကတက်သားတွေဒဏ်ရာရုံးကလည်းဖာသာရုံးကလက်ခံပြီးကူးတာပေးတာပါဒီဖျားเจ้าနဲ့မှာအင်းဝတ်ဟန်တာဝရီမရှိပါဘူးဒဏ်ရာရတဲ့လူတွေပဲရှိပါတယ်မျိုးဝင်မင်းဩကုံတဲအေးလီဇာလည်းဒီမှာရှိနေတာဩ ဘလို့ဖြစ်ဖြစ်အခုကစစ်ပွဲကမပြီးသေးတဲ့အတွက်ကျုပ်တို့ကဘုံတော်ကြီးဖေဟာအမိန်တော်အရာအလုံးလုံးနေကြရတာပါပဲစစ်ပွဲအတွင်ရန်သူကိုလက်ခံထားတာဟာတစ္ဆာဖောက်တာလို့ကျုပ်တို့ယူဆပါတယ်ထို့အချိန်တွင် နောက်ထပ်ဟန်တော်ရီအလံလွှင့်တင်လာသည်တက်တရက်ဂုံးမော်တို့ထတ်မှန်ခြိတက်လာသည်လက်ရဟုနဘေးတွင် ကုမ္ပဏီတာဝန်ခံရေဝန်ဂျွန်နတန်စမစ်လည်းပါလာသည်မြို့ဝင်မင်းအခုပဲရေဝန်ကကျုပ်ကိုအကုန်ရှင်းပြပြီးပါပြီ တန်လင်ဝင်ရောက်တိုက်ခိုက်ခံရတဲ့ညာတုံးကဒံအရစစ်တီတွေပြည်သူတွေကိုဖျားเจ้าကကူညီပေးခဲ့တာပါဒီကိစ္စကိုကြုတ်တောင်းယူရှင်းလိုက်ပါမယ်မြို့ဝင်မင်းကရသမျရေတွက်တွေနဲ့စူးစီးပြီးကိုင်းသခင်မင်းအောင်နောက်ကိုလိုက်ဖို့အမိတော်ပါတယ်ကိုင်းသခင်ကိုအရှင်ဖမ်းတာလိုချင်တယ်လို့ဘရင်မင်းမြတ်ကမိန့်လိုက်ပါတယ်ကောင်းပါပြီဘုံမင်းတခုတော့ပြောပြရစီမြို့ထဲမှာမိကျွင်းမိစာမထားတာအကောင်းဆုံးပါ အင်းဝသားတွေတန်လင်းကိုတိမ့်ပိုက်ပြီးမင်းကြွေးမိကြထားခဲ့လို့အခုလိုလက်လွတ်လိုက်ရတာကိုသတိမူပေးပါအခုလည်းအင်းဝစစ်တီတချို့ကိုဖျားเจ้าထဲမှာဟွာထားပေးကြပါတယ်ကဲမျိုးဝင်မင်းဒါကျုပ်ကိစ္စဖြစ်သွားပါပြီခမ ्या ရန်သူနောက်ကိုအမြန်လိုက်ဖို့လုပ်ပါရန်သူဝင်တိုက်ခိုက်ချိန်မှာခမ ्या ကမျိုးထဲမှာလည်းမရှိနေဘူးအခုလည်းဘရင်အမိတ်ရကိုသိန်းသခင်နောက်ကိုလိုက်ခိုင်းတာကိုဒီမှာအချိန်လာဆွေးနေရင်တော့ခမ ्या မှာမင်းနဲ့တင်းစီရ ပြစ်တွေပုံများသွားမယ်နော်။ဗညာဘတိတ်တိက စကားတခေါမှမပြောတော့ဘဲလှဲ့ထွက်သွားသည်။ဘာနာပိုက်ဖျားရှိကိုကြောင်းဝင်တွင်ညင်းယူတံများစကားပြောတံများစုညံ့နေ၏။ဖျားကြောင်းတကားပွင့်သွားပြီးဟန်တာဝရီစစ်ဝစ်ဆုံးဝစ်ထားသည့်သူတို့ဦးဝင်လာသည့်အခါအာလုံးတိတ်ဆိတ်သွားတော့သည်။ဖျားကြောင်းနေရာနှံ့သူဟန်တာဝရီတံများကနေရာယူလိုက်ကြ၏။အင်းဝတ်တပ်သားတွေပါရင်ဒီဘက်ကိုတတ်တတ်ခွဲထွက်ခဲ့ပါ။ မထနိုင်တဲ့လူတွေကိုတော့ဒီနေရာမှာပဲနေပြီးလက်ထောင်ပြတာပါ အင်းဝစစ်တီများကလက်ရဘုံညှုံပြသည့်ဘက်သို့ခပ်ပြေးပြေးရောက်လာကဒူးတုံထိုင်လိုက်ကြ၏ဈေးငယ်ဘူသူတို့ကိုနာမည်ယာတို့အဆင့်တွေအားလုံးကောက်ယူပါ ပြီးရင်အားလုံးကိုတစ္ဆာပေးဖို့လုပ်ပါတစ္ဆာမခံသူ အကုန်သိတန်းထို့နောက်လက်ရဘုံကဖះเจ้าအနောက်စီသို့ဆက်လက်ဝင်သွားသည်ဖာသာနရီနီကလက်ရဘုံစီသို့လမ်းလျှောက်လာကပြုံးပြလိုက်၏ဖာသာဘေးကင်းပါရင်နော် ကင်းပါရဲ့ဘုံမင်းရဲ့မောလာတယ်ထင်တယ်ရေတောက်လိုက်ပါ။အိုးဖာသာနရီနီကလက်ထဲမှာရေတကောင်းကိုကမ်းလိုက်။လက်ရဘူကရေကိုတုံုံလိုက်ပြီးနရီနီကိုပြုံးပြလိုက်သည်။ထို့နောက်မြက်ဝါရောမြက်ဝါသူ့အခြေအနေကောင်းရင်လားဘီနာမပါလာသည့်လူစားကမြက်ဝါထိုင်နေသည့်နေရာကိုညွန်ပြလိုက်သည်။မြက်ဝါကလူမမာတယောက်ဤခြေထောက်မှာဒဏ်ရာများကိုဆေးထည့်ပေးနေရင်းမှာလက်ရဘူကိုပြုံးပြလိုက်သည်။လက်ရဘူကမြက်ဝါထံသို့ရှောက်သွား၏။ ဦးကမြောက်ဝါတို့ကိုစိတ်ပူနေတာတန်လင်းမှာမြောက်ဝါတို့ကလည်းရှိနေတော့တလန်းလုံးဘာမှမဖြစ်ပါသေးနဲ့လို့စူတောင်းပြီးအမြန်ခြိတက်လာရတာအာတငယ်မရဲ့မြောက်ဝါဘာမှမဖြစ်ပါဘူးဒီမှာဒဏ်ရာရတဲ့လူတွေကိုဖာသာတို့နဲ့အတူကူညီပေးနေတာပါဦးဒါနဲ့မြောက်ဝါစိတ်ဝိဆုံနေမြင်အရင်လိုမလန့်တော့ဘူးနော်ဦးကိုစိတ်ဝိဆုံနဲ့တွဲမြင်ရရင်မြောက်ဝါမလန့်တော့ပါဘူးဦးကစိတ်ဝိဆုံဝေထားပေမဲ့လူဆိုးမှမဟုတ်တာပဲ လက်ရဘူကမြက်ဝါကြီးသမင်များကိုလက်ပြပုတ်ခါရှင်မောလိုက်သည်ဖာသာနရင်းဒီကထိုမြင့်ဝင်းကိုငေးကရေတကောင်းကိုကြစ်ကြပအောင်စုပ်ပြီးခေါင်းငုံလိုက်သည်လူဇာကဖာသာနရင်းဒီလက်မောင်းကိုစုပ်ကန်ရင်းအားပေးလိုက်၏ကိုသိန်းသခင်မင်းကောင်သည်ဟန်တာဝရီရေတက်၏နောက်မှလိုက်လံတိုက်ခိုက်ခြင်းကိုခုခံရင်းပြည်မျိုးတို့ရောက်ရှိလာခဲ့သည် ထိုအချိန်တွင်ဟန်တာဝရီကြီးတက်များကလည်းဗရောင်းမတ်မှပြည်တို့ဝင်းရံတိုက်ခိုက်နေခြင်းဖြစ်သည် ကိုသိန်းသခင်နဲ့ပြည်မျိုးစောက်တမ်းဘူးသရိုးမင်းစောတို့မှရန်သူဤနှစ်ဖက်ညံတိုက်ခိုက်ခြင်းကြောင့်ပြည်ကိုစွန့်ခွာကာအင်းဝသို့စုတ်ခွာကြသည်ဟန်တော်ရီတက်များပြည်ကိုရရှိပြီးတလကြာတွင်ပင်သရိုးမင်းစောမှအင်းဝမှစည်ရင်အားများဖြင့်ပြည်ကိုပြန်လည်တိုက်ခိုက်သည်ကိုယ်သိန်းသခင်မင်းကောင်ကညောင်ဦးတွင်တိုက်လေ900ပြည့်ထိုင်တက်ချပြီးဗညာကြံတော့ကတိုက်လေ900ပြည့်ပြည်ကိုရေချောင်းတိုင်းစုံစင်းကတိုက်ခိုက်ခဲ့သည်ခန္ဓာဝရီတံများမှာအင်းဝဤတံမြန်ထိုးစေကြောင့်ပြည်ကိုစွန့်ခွာကပြည်အထက်ဘက်ရှိ အေယာဝတီအနောက်ဘက်ကမ်းရှိ မလွန်မြို့ကိုသိမ်းပိုက်ကခိုင်လုံနေကြ၏ထို့နောက်အထက်အညာမှ ပြည်သူရိတ်ခါပို့ရန်စုံစင်းလာသောဝန်တင်လှေဟူသည်။ကို အင်းဝတံများက လူရက် တိုက်ခတ်ကဖျက်ဆီးပစ်ကြသည် အင်းဝသည်ပြည်မျိုးကိုပြန်လဲရရှိတော်လဲရိတ်ခါအခက်ခဲဖြစ်လာသည်မြို့သားများမှငတ်မို့ခေါင်းမလာရ၏မြို့ကန်လူလူများတွင်ဟန်တော်ရီနှင့်ပူပေါင်းလိုသည့်အစုကအားကောင်းလာသည် နောက်ဆုံးတွင်ဒရိုးမင်းစောသည်မြို့ရင်းတွင်ပင်လှုပ်ကြံပုံကန်ကြမိကိုစိုးရင်တပြေပြည်မျိုးကိုစွန့်ကားကတောင်တွင်းကြီးသို့ဆုတ်ခွာသွားခဲ့ကြသည်အင်းဝပုံမူပညာကြံတော်မှာအနောက်ဘက်သို့ကူး၍မင်းနှုံးတွင်ခံတက်တင်နေရသည်ပြည်မျိုးကဟန်သာဝရီတံများ၏လက်တွင်သို့ကြာရောက်သွားခဲ့ပြီဖြစ်သည်ဟန်သာဝရီသည်မြမပြည်အောက်ပိုင်းတစ်ခုလုံးကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်နဂါဘုံကကိုသာကျော်ကလည်းလုံရင်နဲ့အင်အားစုနေတယ် သူလဲမင်းရဲ့နာမည်ဘရင်ကနေစင်းသက်လာတဲ့အနွယ်တော်မင်းသားဘုံငကားဆိုပြီးနာမည်ကြီးနေတော့ခွန်ဝင်သူကများတယ်။အင်းဖိုးသုံးဖို့တဖို့မိတော့မယ်ဆိုတဲ့တပောင်ကလည်းခစ်စားနေတော့ဒေါ်စံကလာကမျက်ရည်ပြလိုက်သဖြင့်ချစ်ဝပြောလက်စစကားကိုရက်လိုက်သည်။ချစ်ညိုကမြေခရားထဲမှရှည်နွေးတစ်ခွက်ကိုငှဲ့လိုက်။လောလောဆယ်မုံဆိုးမှုစီကိုရွာသုံးတဲ့ခိုးဝင်နေပြီ။ထန်းလုံးတွေကိုမျိုးရိုးပုံစံတေးချစနစ်တကျလှုပ်ထားကြတယ်။ တဘောကတော့ခင်ဦးလိုမျိုးမျိုးတမျိုးအနေထားအခိုင်အုံလုံးနေတာပဲကြံသူတွေကတော့ဝေးတယ်ကျွန်တော်တို့တကယ်တတိထားရမှာကမုံဆိုးပေါ်ကအောင်စီရပဲအမေအောင်စီရဇာတာကိုကြည့်အောင်ယူလာခိုင်းတာယူပြီးပြီလားချစ်မသူ့ဆရာတော်เจ้าကကပ္ပိယပေးလိုက်တဲ့ဇာတာပါမူရင်းတော့မဟုတ်ပင်ပဲဆရာတော်စီကြံရင်းတဲ့မှတ်တမ်းပရပိုက်ကိုကူးတာပါအဲ့ဒီတော့ငွေ၅ကျပ်သာပေးလိုက်ရတယ်အမေ ချင်းမြကပေရွက်တွေ့ရကိုဒေါ်ဇန်ကလားထံလမ်းပေးလိုက်ဒေါ်ဇန်ကလားကချင်းမြဤဇာတာကွင်းနဲ့အောင်စရာဤဇာတာကွင်းများကိုနှစ်ခုရှင်ထားပြီးတလဲစီကြီးလိုက်သည် အောင်စရာဟာဘယင်ဖြစ်မဲ့ဇာတာပဲသူရှိနေစမြမင်းမှာဘယင်ဖြစ်မဲ့ဂိမ်းမရှိဘူးမောင်ချင်းညို နောက်နေ့အတာကူးချိန်မတိုင်ခင် အောင်စရာကိုမင်းလက်နဲ့တတ်မှဖြစ်လိမ့်မယ်နှုံးမဟုတ်ရင်မင်းဟာဘယင်မဖြစ်ပဲခန္ဓာပြတ်သိမ်းမြင်နေငါသား မဲ့စံတိုင်းပြည်ကနေလာညာလာပဲဟန်တော်ရီစစ်ကအေးသေးတာမဟုတ်ဘူးနင့်သားတွေကိုဒီလိုဘယင်ယူအောင်မြောင်ပေးနေရင်ဘယင်မပြစ်ခင်မဲတော့ဆိုပြီးအင်းဝါကတတ်တော်ခံနေရမယ်စကားပြောတာတွေအဆအဆရအတတိထားစမ်းပါကွယ်ဒေါ်စံကလာကဥလုံးကိုမျက်နှာထားတီတီဖြင့်စိုက်ကြည့်လိုက်ဒီမယ်တပီလုံးဝမျိုးရည်ကိုရှင်မင်းကစူးတက်တက်တွေကာခိုင်းလိုက်တယ်။ကိုသဘောကိုဆောင်းခိုင်းလိုက်တယ်။ အဲ့ဒါဟာသူ့ရဲ့အာနာဇက်ရောကြနေတဲ့သဘောပဲရှင်နားလေထားဖို့ဟာအခုစူးတက်တက်တက်ကာထားတဲ့မျိုးစားရွာစားတိုင်းမှာရှင်ပြင်အိမ်မက်တွေရှိနေတယ်ဆိုတာပဲကျမသားတွေဟာတစ်ချိန်မှာရှင်ပြင်ဖြစ်ရမယ်ချစ်ညိုဟာရှင်ပြင်လောင်းမယ်ဒေါ်စံကလာဤစကားအဆုံးတွင်ချစ်ညိုကရင်ကိုကော့လိုက်ပြီးလက်ပန်းခတ်လိုက်သည် အင်းဝသည်ဟန်တော်ရီနှင့်စစ်ဖြစ်ပွားနေချိန်တွင် မျိုးတွင်မှဓမြတကိုးရံများကိုကာဝယ်ရန်လိလိရှုခဲ့သည် ထို့ပြင်မျိုးစာရွာစာများကိုမျိုးကိုရွာကာကွယ်ခွင့်အဖြစ်စူးတက်တက်တက်များကာရန်ရန်တရားဝင်ခွင့်ပြုလိုက်ခြင်းကြောင့်ခံတပ်ပုံစံမျိုးများရွာများစွာပေါ်ပေါက်လာခဲ့သည်အင်းဝါချောင်းတောင်ဘက်ရွာများတွင် မြင်းစည်းကြီးဆလင်ကသူတလုံးမျိုးနီးပါးရွာများကိုစုဆောင်းထားပြီးရန်တဘူရာတွင်တက်တင်နေသောတိတ်နှတိုင်းအသားစုငလာပခန်းဒေသမှရွာများကိုစုစည်းထားသော ရှမ်းမြင့်အစုသားဇေယကျော်တင်ပကြီတိုက်နယ်တွင်ငတား စလင်းကြီးတပင်ငါရွာတကြီးဗလာကျော်သူကျွန်းချောင်းရွာမငဆန်တိန်ကြီးတွင်ရန်အောင်ဘလူညောင်ပင်တိုင်းတွင် ရွာသားမင်းသာငကားဘုံတွင်ငသာကြောက်ခေါ်ပူနခါဗတော်ကိုပင်တွင်ငအောင်မြက်ကျော်စင်နှင်းဘုံပန္ဒရာကျော်ခင်ဦးမျိုးတွင် မြင်းစည်းကြီးငလုံးနှင့်သားများဖြစ်သောချစ်ညိုချစ်မြချစ်ဝမုံစိုးဘုံတွင် အောင်စရာစကိုင်းတွင်တောကြနတ်မုံရွေးရွေးကျောင်းတွင်ရန်အောင်ကျော်ထင်းတနင်္ဂါတီရီရွာတွင် လင်းစဉ်မိဖုရား၏ကိုရံတော်တမူနန္ဒဝေတို့စသဖြင့်မြို့ရွာများကိုအခိုင်လုံနေကြသည်မရိယာအို့ဘိုဘက်တွင် ကုံနံအိမ်အကြီးအကဲပြုထားသည့်ကိုယ်များနှင့်မုံတို့မှပူပေါင်းပြီးအင်အားကြီးမားလာနေသည်အင်းဝပြက်ပြီးမင်းလောင်ပေါ်ထွက်မည်ဆိုသောအတိတ်တပေါင်များကလည်းမျိုးစုံပေါ်နေ၏ထို့သောတစ်တက်စူးတက်များဖြင့်အင်အားစုစည်းနေသူအသီးသီးတွင်လည်းရှင်ပြန်အိမ်မက်ကိုစီတို့ဖြင့်ထိုအခြေအနေတွင်လည်းခင်ဦးမှာ ချစ်ညိုညီကိုတို့မှာအင်းဝကိုသိန်းသခင်တက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့်အတွက်စည်ရေးစည်ရာတွင်နာမည်ကြီးသည့်သို့တော်ညာဆွေမျိုးအင်အားတောင်းတင်းများပြပြီးအနီးနားရွာများအထိစီယုံရေးကောင်းသော အောင်စီရမှာခင်ဦးနှင့်အပြိုင်မုံစိုးဘူရွာသူကြီးကိုထူထောင်အင်အားစုလာနိုင်ခဲ့သည်ထို့ကြောင့်ချစ်ညိုမှာ အောင်စီရအားအင်အားကြီးထွားမလာခင်တွင် ရှင်းပြရန်ဆုံးဖြတ်လိုက်ကြတော်သည်မိငယ်တို့သားမိစကိုင်းကအိမ်မှာပြန်နေရမယ်အောင်စီရ၏စကားကြောင့် မိခင်ဖြစ်သူဖွားငိမ့်ဦးမှာတူးလက်ထဲတွင်ခြိထားသောညိုမြလေးကိုခတ်တင်တင်ဖတ်ထားလိုက်သည်။ငါမြင့်မလေးကငယ်သေးတယ်။ဘာကိစ္စသူတို့သားမိနှစ်ယောက်တည်းစကိုင်းမှာတွားနေရမှာလဲ။အောင်စီကစကိုင်းကဘလောက်အန္တရာယ်များတယ်ဆိုတာမင်းသိတယ်မို့လား။သူတယောက်တည်းမဟုတ်ဘူးအမေ။ငါကောင်းတို့လင်များကိုလည်းထည့်ပေးလိုက်မှာပါ။ကျွန်တော်အတွက်စကိုင်းမှာလူလိုတယ်။မိငယ်ကစကိုင်းမှာပေါပေါရောက်ရှိနေတယ်မိ။ ခေါ်လာတော့ကလည်းရှင်သဘောနဲ့ရှင်ပဲအခုကျတော့လေကလေးမဟိုအချိန်မရွေးစစ်မိပြန်လို့ဖြစ်နေတဲ့နေရာကိုပြန်ပို့ဖို့မယ်သူတင်မဟုတ်ဘူးညိုမြလေးပါပါသေးတယ်ဒီတခါတော့ကျမသဘောမတူဘူးကိုအောင်စရာမောင်ရီတို့ကစီးရင်စီးရကိစ္စတော့လုံနေတာခင်ယောအချိန်မရှိဘူးအခုချိန်မှာမောင်ရီတို့အင်းဝစကိုင်းဘက်ကသတင်းတွေမပြတ်ရနေဖို့အရေးကြီးတယ်ဒါမှမဟုတ်ဘူးဘလို့ကာဝယ်ရမယ်ဆိုတာကိုအချိန်မီသိနိုင်မှာ မိငယ်ကမွန်စကားလဲတတ်တယ်။စကိုင်းဝါမှလည်းအတီကျွမ်းနေများတယ်။သူ့ကိုကင်းတော့ထားပြီးငါကောင်းကမုံစိုးကိုတပတ်တစ်ခါလောက်ပြန်လာပြီးသတင်းတွေပေးဖို့အခုလိုစီစဉ်တာပါ။စကိုင်းမှာကျမသွားနေမယ်။ရှင်သားရင်းနဲ့ရှင်နေခဲ့မင်းသွားလို့မရဘူး။မိငယ်ကစကိုင်းမှာအခြေအနေကြပြီသား။သူတို့ပဲသွားရမယ်။မိငယ်မှာအတုံးဝင်မှာအင်းရှင်စီရဲ့အတုံးဝင်မယ်ဆိုရင်ကျမကိုလည်းဘယ်ပို့မှလဲကိုအောင်စီရ။ မောင်ကြီးတို့ယောက်ျားတွေအေးကိုနားလည်ပေးပါခင်ယုံခင်ယုံဆန်ကစကားမပြောတော့ပဲတဖက်တို့လှဲ့ကပြောင်းမှုဘက်စလိတ်ကိုသာဖြွားနေတော့သည်မိငယ်မှာသူတို့စကားဝိုင်းကြတွင်ခေါင်းကိုသာငုံတာဤရှင်းမိငယ်ရှင်းအောင်စရာဤအတန်ကြောင့်မိငယ်မှာအလန့်တကြားထူလိုက်ဤနှမတဘောကရောမိငယ်ကတော့မောင်ကြီးအောင်စရာတဘောပါပဲဒါဆိုပြင်စင်ရာရှိတာဒီပြင်စင်လာတော့မနဲ့ငကောင်းတို့လင်မယားလဲလဲပြင်ထားလိုက်မယ်မောင်ကြီးကမြင်းနဲ့စကိုင်းတီလိုက်ပို့ပြီးမယ် ဘွားရီဖြစ်သူရင်ခွင်ထဲတွင် ထိုင်နေသောတမီးညိုမြကိုအောင်စရာကချီပြီးနန်းရှုပ်လိုက်သည်ညိုမြလေစကိုင်းမှာမုတ်တီတွေအများကြီးစားနော်ပေါင်းမိုးလဲပေးတွင်ရက်နေသောမောင်လောက်ကဖေးသူမေကွဲနှမဖြစ်သူဤတွဲလောင်းကြနေသောခြေတော့ကိုကိုင်ကပြောလိုက်သည်ခလေးကိုလမ်းမှာတေးချာကယူဆိုင်နော်နေကရမ်းပူတာမိငယ်ဖွားငယ်ဦးကမုံစမ်းမြောက်ကိုတေးချာထုတ်ဖို့ကလဲပေါ်တင်ပေးနေရင်မှမိငယ်ကိုမှားကြနေဤဟေးညိုမြ စကိုင်းရောက်လို့တတိမြငါးနှမကိုထိပါရင်အကိုလေးထားနဲ့လာခုံးမယ်နော်ကွအုံးလက်မြင်းကိုစည်းလာတော့မောင်ရွာကအတန်ဆာဆာဖြစ်អော်ပြောလိုက်သည်မောင်ကိုထွက်တော့ဟေးငါအရောရွာထိတ်ကင်းတွေကိုတေးချစစ်ပြီးမှမိအောင်လိုက်ခဲ့မယ်ဟုတ်ကဲ့အကိုကြီးမင်းငယ်မောင်ကြီးလိုက်ခဲ့မယ်နော်လမ်းမှာဖျူးဆိုင်ငကောင်းကနွားမျိုးကိုချိန်တို့လိုက်ဤနွားလဲမှာခြံဝင်းအတွင်းမှာထွက်ခွာသွားတော့သည် အမေ ဒါနဲ့ဒီမနေ့ခင်ယုံမတွေ့ပါလားဘယ်ပြောင်းနေလဲမင်းတို့လမ်းမှာစားဖို့မုံစမ်းထားလို့ပြီမနေ့စိုးကြီးတွေကသူ့မိန်စီပက်တရာရွှေကောင်ကိုပြန်သွားတယ်သူစိတ်ဆိုးပြန်ပြီပေါ့စကိုင်းကပြန်လာမှပဲတွားပြန်ခေါ်တော့မယ်အမေရလေတဖြူဖြူတွင်လူကလည်းတဖြည်းဖြည်းမူးလာသည်ထန်းတက်သမားငတော်သည်ထန်းမင်ပေါ်မှာလင်းစင်ပေါ်တွင်ထိုင်နေရင်ထန်းဤတောက်နေသည်မှာတမြူလုံးကုန်ခဲ့ပြီး ခဝဲဝဲမှလမ်းမြင်ရသောစီပတ်တော်ရာယာခင်ဦးမျိုးစားစီတို့၏မြင်ကွင်းကိုရသာခံကကြည်နေ၏ခင်ဦးနှင့်စီပတ်တော်မှာသုံးပိုင်ခန့်သာဝေသည်မြင်းခွာတန်တစ်ဖြောင်းဖြောင်းကြားလိုက်ရသဖြင့်ငထော်သည်လမ်းကြည့်လိုက်၏မုတ်ဆိုးပေါ်ဘက်မှစီပတ်တော်ရွှေကွာရဘက်သို့မြင်းတစီအချိန်ဖြင့်ဒုံးဆိုင်လာသည်နေဘူးကျဲကျဲကြီးတဲ့ဘလောက်ရေးကြီးနေလဲမသိဘူးကွာအင်းပင်မန်းလိုက်တဲ့လူတွေပဲငထော်ကနောက်တက်ချိန်ထားသောထန်းရည်တစ်မျိုးကိုဖြုတ်ရန်ပြင်လိုက်သည် ဖုံမြင်းစည်းသမားထံမှအတန်ကြောင်လှမ်းကြည့်လိုက်၏အဖြစ်အပျက်ကသူရှိနေသည့်ထမ်းပင်၏အောက်ဖက်မနီးမဝေးတွင်ခရာကြုံထဲမှထွက်လာသည့်ဗလာကောင်းကောင်းလူကတပိဒါစီခဲလုံးတက်ထားသည့်ကျိုးဖြင့်မြင်းစည်းလာသူကိုလှမ်းပစ်လိုက်ခြင်းဖြစ်သည်မြင်းစီလာသူ၏လယ်ပင်ကိုကျိုးပြေလင်းကားဘက်ရှစ်ဘက်ကမြင်းပေါ်မှ ပြုတ်ကြသွား၏မြင်းလည်းဟန်ချက်ပြက်ကမြေပြင်ပေါ်သို့ခြေလေးကောက်ွေးလဲကြသွား၏ ငထော်ကတော့ထမ်းရည်လေးတောင်းရင်ပွဲကောင်းတော့ကြည့်ရပြီဟေးငထော်ကခမျိုးမျိုးကလေးရေရွရင်မြို့ိုးထဲမှာပစုံစိတ်ခုံကလေးများကိုတစ်ချက်စုပ်တော့လိုက်ဤကျိုးပြေသမားကမြေပြင်တွင်လဲကြနေသူကိုအဲမောင်းတံဖြင့်လှမ်းပြလိုက်သည်ထို့သောမြင်းသမားကမြေကြီးတွင်လှိမ့်ချောင်လိုက်သည်ဖြင့်လှမ်းမှာတည်တည်ကလေးလွဲသွားသည် မြင်းသမားကလယ်ပင်မှကျိုးများကိုဓားပြေဖြတ်နေစဉ်ကျိုးပြေသမားလူသွားကြီးကအချိန်ဖြစ်ပြေးဝင်လာ၏မြင်းစီသမားကလက်ထဲမှဓားပြေပိုင်းချလိုက်သည် သို့တော်လူသားကြီးကအချိန်ပြည့်ဝင်တိုးလိုက်သည်ဖြင့်ဓားမှလွတ်ကျသွားပြီးနှစ်ဦးစလုံးမြေပြူပေါ်တွင်လဲကျသွား၏ဟေးဘေတီဘေတီရှောက်ကြပါသာချကြဟေးမြေပြင်ပေါ်တွင်ဗားဒမြန်ကြားဒမြန်လုံးတွင်းနေသည်ကိုထမ်းပင်ပေါ်မှငတော်ကပါဇက်ဆိုင်တီးကအားပေးနေသည်မြင်းသမားသည်သူ့လက်ပင်တွင်ရစ်ပတ်ခဲ့သောကျိုးတကားကိုကောက်ကင်မိသွားပြီးသူ့ပေါ်တွင်ခွာစည်းထားသော လူသားကြီးလက်ပင်ကိုရစ်ပတ်လိုက်သည် လူသားကြီးမှလည်းလဲပင်အပြီးဟန်ချက်ပြတ်သွားစဉ်မြင်းသမားကရုတ်တရက်အနောက်ဘက်သို့ခွာတက်ကာလဲပင်ကိုကျိုးပြအားကိုညှစ်ပြီးကိုယ်ချစ်မြကျွန်တော်လာပြီခရချုံထဲမှာနောက်ထပ်လူငယ်တူပြေးထွက်လာသည်ဟာဒီကောင်တွေဘာကောင်လဲရှောက်ကြချင်းပဲကွာတယောက်တယောက်ချင်းချပေါ့ငါလီလိုပါအထော်ကထန်းလီတားကိုခါကြတော့ကထန်းမင်ပေါ်မှာအ мян စင်းရပြင်လိုက်သည်အခန်း၁၁စိုက်